ပါဒီနေ့အာကျမတို့လေးလာဆွေးနွေးကြမှာကတော့မြန်မာစကားပုံများစာအုပ်ထဲကစကားပုံတစ်ခုပေါ့ဟန်ကဲခင်ဗျာငုံစုလူမတိရဲ့အဲဒီစကားပုံရဲ့အတိတ်ပဲသူ့နောက်ွယ်ကအတွင်သဘောကိုနည်းနည်းအတွင်ကြားကြားကြည့်ကြတာပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုပါပဲဆောတော့လေစကားပုံကငုံစုလူမတိအဲပမာကြားလိုက်ရင်တော့ငုံလေးကအော်နေတာကိုလူတွေကဘာလို့မတိရတာလဲပေါ့ နည်းနည်းတော့ထူးဆန်းသလိုပဲเนาะဟုတ်တယ်ဟုတ်တယ်တရားအတိပယ်အရာကြည့်ရနော်လေဟွန်းအရင်မတည့်မှာရှင်းပြထားလာကတော့ငုံဆိုတဲ့ငက်ကလေအကောင်ကတဲသေးလေးဟုတ်ကဲ့ဒါပေမဲ့သူ့အတန်ကအာတော်တော်ကျေတယ်ဆူဆူညံ့ညံ့ဩရက်တယ်ဗောမှန်ပါတယ်အတန်ကဆူဆူရှိရှာလေးရှိတယ်အဲဒါပေမဲ့သူကတေးတော့လေဟိုချုံးလေးပါနေတဲ့ပိုးတွေတက်တော့သူ့အတန်ကိုကြားပေးမယ်လူတွေကသတိမထားမိကြဘူးဒါမှမဟုတ်ငုံတန်မမတိကြဘူးဗောဟုတ်ပါတယ် အဲ့ဒီတိရစ္ဆာန်လေးရဲ့တဘာဝကိုယူပြီးတော့မှပုံဆောင်အတိုက်ပဲပဲကူးသွားတာကစိတ်ဝင်စားဖို့ကောင်းတာလေဟုတ်ကဲ့ဘယ်လိုမျိုးလဲခင်ဗျာဆိုလိုတာကလူတယောက်ရဲ့အဲယဉ်လဲမှလည်းဘလောက်ပဲပူပင်တော့ကတွေများနေပါစေဟိုမကျေနပ်တာတွေစူပွက်နေပါစေอืมอืมအပြင်ပန်းမှာလို့သူကတည်တည်ငြိမ်ငြိမ်ပဲအေးအေးဆေးဆေးပုံစံမျိုးအဲ့လိုပြပြဒီနေတတ်တော့ တခြားလူတွေကသူ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့လုံးဝမသိနိုင်ဘူးဆိုတဲ့သဘောပေါ့။ဩဟုတ်ကဲ့အဲ့ဒါတကယ်စဉ်းစားစရာပဲနော်။အထဲမှာဖြစ်နေတဲ့ဟိုစူဝင်မှုနဲ့အပြင်မှာပြထားတဲ့တည်ငြိမ်မှုအဲ့ဒီကွာခြားချက်ကြီးကတတော်ဟိုလူဆက်ဆံကြီးမှာအရေးပါနေတယ်နော်။ဟုတ်တယ်လေ။ဘယ်လိုပြောမလဲ။တခါတလေကိုတခါကို သူများမသိစေချင်တာမျိုး အာနာတာမျိုးလဲပါတတ်တာပေါ့။อืม ီနေရာမှာတကယ်စိတ်ဝင်စားမှုကောင်းတာကအဲ့ဒီအတွင်းနဲ့အပြင်ရဲ့ကွဲပြားမှုပဲတစ်ဖက်မှာမုန်တိုင်းထန်နေလို့ခံစားနေရပေမဲ့အပြင်ဘက်မှာတော့ဟန်ဆောင်နေနိုင်တာမျိုးမှန်ပါတယ်ပြီးတော့လေဒီနေရာမှာမတားစရာကတော့ဒီစကားဘုံကလူမှုပဝင်းချင်းမှာတွေ့နေရတဲ့အဲမမြင်ရတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုထင်ဟပြနေတာပဲဟုတ်ကဲ့လူတော်တော်များများကကိုအခက်ခဲကိုစိတ်ဖိစီးမှုတွေကိုအပြင်ကိုအလွဲတကူထုတ်မပြကြဘူးလေဟွန်း ုတ်ကဲ့နော်။မြားကောင်အဖေမြို့တိုက်ထတတ်ကြတယ်။အဲ့လိုဖုံးွယ်ထားတဲ့တပါဝါကိုနားလဲဖို့ဒီစကားပုံကအထောက်အပြုတယ်။ဒါပေမဲ့လေအဲ့လိုဖုံးွယ်ထားခြင်းရဲ့နောက်ွယ်မှာလဲစဉ်းစားစရာတွေရှိရဲ့။ဆိုတော့အဲ့လိုအတွင်းခံစားချက်တွေကိုဖုံးွယ်ထားတာကအမြဲတမ်းမကောင်းဘူးလို့ပြောချင်တာလား။ဒါမှမဟုတ်အချင်းတွေအရလိုအပ်တာမျိုးတော့မရှိနိုင်ဘူးလား။အင်းကောင်းတယ်မေဟောမှာ။ တခါလီတော့လေကိုစိတ်ခံစားချက်ကိုထိန်းချုပ်ပြီးအချင်းတွေကိုတည်ငြိမ်အောင်ကြိုက်တွေဟုလိုအပ်တာမျိုးရှိတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့ရေးရှင်မှာဆိုရင်တော့လေကိုရဲ့တကယ်ခံစားချက်တွေကိုအများရန်ဖုံးကွယ်ထားမယ်မျိုးတိတ်ထားမယ်ဆိုရင်음စိတ်ကျမ်းမာရေးကိုထိခိုက်လာနိုင်တယ်အင်းဖြစ်နိုင်ပါတယ်ပြီးတော့လူလူချင်းဆက်ဆံရေးမှာလေဟိုရိုသားပွင့်လင်းမှုအနည်းတွားစေနိုင်တဲ့အကျိုးဆက်တွေရှိလာနိုင်တာပေါ့ဒါဆိုခြုံပြီးပြန်ကြည့်ရင်ငုံးဆူလုံးဒီစွာက ုံးနေတဲ့ငုံရဲ့ဆူညံတန်းကိုလူတွေတရင်ထားမိတယ်လို့ပဲလူတွေရဲ့အသွေးစိတ်တောကတွေကိုလည်းအဲတင်းငိမ့်တဲ့အဖြစ်မနာကွယ်မှာဖုံးကွယ်ထားနိုင်တယ်ဆိုတော့ပြောတာပေါ့နော်ဟုတ်ပါတယ်တက်ရိပ်သေးပဲကငုံတန်းကိုလူမတီတာအင်းဘုဆောင်သေးပဲကတော့အဲ့ဒီအတွင်းခံစားချက်ကိုမရကမရိပ်မိတာမတိနိုင်တာကိုဆိုလိုလာပါရှင်းသွားပါပြီဆိုတော့လေဒီအချက်ကကျွန်တော်တို့ကိုတော့နောက်ထပ်အရေးကြီးတဲ့မိကွန်းတစ်ခုစီရောက်သွားစေတယ်အဲ့ဒါကပါလဲဆိုတော့ ကျွန်တော်ကကိုပတ်ဝန်းကျင်ရလူတွေရဲ့တကယ်အတွင်းစိတ်ခံစားချက်တွေကိုလေဘယ်တိုင်းအထိုက်ထိမမှန်ကန်ကန်သိနိုင်စွမ်းရှိပါတယ်လဲဆိုတာပဲอืมတကယ်စဉ်းစားစရာပဲတစ်ခါလေးလေးကိုထင်လို့မဟုတ်တာလည်းရှိနိုင်တယ်နော်ဟုတ်တယ်ပြီးတော့နောက်တစ်ခုကကိုခံစားချက်တွေကိုဒီလိုအမြင်နဲ့လည်းလို့ဖုံးကွယ်ထားခြင်းရဲ့ရည်ရှိအကျိုးဆက်တွေကဘာတွေဖြစ်လာနိုင်မလဲဒါမျိုးဆက်ပြီးတော့စဉ်းကျင်ကြည့်ဖို့လိုမယ်ထင်ပါတယ်တကယ်ပါပဲဒီနေ့ဒီငုံစုလူမသိအဆိုတဲ့စကားပုံလေးနဲ့အတွင်းစိတ်နဲ့အပြင်းပန်းဥမှုရာကြာက အဲဆက်နွယ်မှုအကြောင်းစဉ်းစားစရာတွေတော်တော်လေးရလက်ပါတယ်